မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မင်္ဂလာတုံးလေတပ်ထဲကို short တိုက်ဒုံးများနဲ့မနေ့ကညပိုင်းကပြစ်ခတ်မှုဖြစ်ပွားပြီးတော့ပြင်းထန်တဲ့ပောက်ကွဲမှုတချို့ဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကနိုဝင်ဘာလ9ရက်နေ့ည7:35မိနစ်အချိန်မှာရန်ကုန်မင်္ဂလာတုံးလေတပ်ထဲကို short တိုက်ဒုံးပြစ်ခတ်တဲ့အတဲ့အတူပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ပောက်ကွဲမှုဟာနှစ်ချိန်ဖြစ်ပွားခဲ့ပြီးတော့ပထမတစ်ချိန်ပောက်ကွဲမှုဟာအနီးပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်နေတုံခါသွားတဲ့အထိကိုပြင်းထန်ခဲ့တယ်လို့သိရပါတယ်။မနေ့ကည7:35မိနစ်မှာလေဒနာကအိမ်ဒီမှာတုံနေကျွန်တော်တို့ရက်ကွက်ကမင်္ဂလာတုံလေဒက်လေယာဉ်ကွန်ထရိုးတာဝါတိုင်းနဲ့နေတယ်။အဲ့ဒီနားမှာပောက်ကွဲမှုဖြစ်တာအတော်ကိုပြင်းထန်တဲ့ပောက်ကွဲမှုပါလို့မင်္ဂလာတုံလေဒက်အနီးမှာနေထိုင်သူတို့ကပြောဆိုထားပါတယ်။အဲ့ဒီနောက်မှာတော့မနေ့ကည7:40မိနစ်အချိန်မှာလဲထပ်မံပြီးတော့ပောက်ကွဲတဲ့ထပ်မံပေါ်ထွက်ခဲ့တော့လေပထမတစ်ကြိမ်လောက်ပြင်းထန်မှုမရှိခဲ့ဘူးလို့သိရပါတယ်။မင်္ဂလာတုံလေတက်ကစစ်ဘက်တရင်ကြီးမြတ်တချို့ကလည်းမင်္ဂလာတုံလေတက်ကိုဥတီတဲ့ short တိုက်တုံးပြစ်ခတ်မှုများဖြစ်ပွားခဲ့တယ်လို့ အတည်ပြုပြောဆိုထားပါတယ်မနေ့ကညာပိုင်းကရှော့တိုက်ဒုံများပြစ်ခတ်မှုအပြီးမှာရန်ကုန်တိုင်းမင်္ဂလာရုံမြို့နယ်တစ်ခုလုံးကိုစစ်တပ်ကပိတ်ဆို့ဆစ်ဆဲမှုများလှုပ်ဆောင်ခဲ့ကြောင်းရန်ကုန်အခြေစိုက်ကင်းထောင်များကပြောဆိုထားပါတယ်ဒါအပြင်နေပြည်တော်စစ်ကောင်စီနယ်မြေလေဝဲမြို့နယ်မှာရှိတဲ့အေလာလေဓာတ်ကိုလည်းမနေ့ကမနက်ပိုင်းမှာအသိခံဒရုန်းများနဲ့ပြစ်ခတ်တိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ် နေပြည်တော်စစ်ကောင်စီနယ်မြေမှာရှိတဲ့အရေးကြီးအဆောက်အအုံများနဲ့နေရာဌာနများကိုဖောက်ခွဲဖျက်ဆီးရန်နဲ့လေဝဲမြို့နယ်အတွင်းမှာရှိတဲ့ဒေသန္တရလုံ fixed wing drone တချို့ကိုစမ်းတပ်ပြစ်လွတ်ခြင်းနဲ့ဖောက်ခွဲရေးလုပ်ရများကိုလုံဆောင်ရန်ကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။နေပြည်တော်စစ်ကောင်စီအတွင်းကိုဝင်ရောက်လာတဲ့ fixed wing drone များကိုစစ်ကောင်စီကပြစ်ခတ်ဟန်တားခဲ့တယ်လို့သိရပါတယ်။ Facewin drone 3စီးဟာလန်ခီမှာပြက်ကြပြက်စီးခဲ့တယ်လို့သိရပါတယ်။လယ်ဝင်းမြို့နယ်ကြောင်ရည်ကျေးရွာအနီးမှာတစ်စီး၊ကြံခင်းစုကျေးရွာအနီးမှာတစ်စီးနဲ့နန်ဝဲအိုင်ကျေးရွာအနီးမှာတစ်စီး ဒရုန်းများကိုဘုံသီးများနဲ့အတူရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။လူနေအဆောက်အဦများထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာရှိတဲ့ကုန်းစုံဆိုင်တဆိုင်အမှုကျန်းစီခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့ညနေပိုင်းကမုံရွာမြို့ရန်ကင်းရပ်ကွာအတော်ကကျောင်းအနီးမှာရှိတဲ့ပြုံပြုံသာကုန်းစုံဆိုင်ကို လက်နဲ့ကိုင်းဆောင်ထားတဲ့လူ၃ဦးရောက်ရှိလာပြီးတော့ငွေသားနဲ့တံမိုးကြီးပစ္စည်းများကိုယူဆောင်သွားတယ်လို့ဒေသခံများကပြောပါတယ်။ဖုန်းနှလုံးရောယူသွားတယ်၊ KB တွေရော password တွေရောတောင်းသွားတယ်၊စာအိတ်တွေရောတင်သွားတာလို့မြို့ကတုကပြောပါတယ်။အမှုကျန်းစီခံရပြီးတဲ့နောက်ညပိုင်းမှာစစ်ကောင်စီတပ်ကပြုံပြုံသာကုန်းစုံဆိုင်ကိုရောက်ရှိလာပြီးတော့ဆက်ဆေးသွားကြ ောက်သိရပါတယ်ဒါအပြင်ဆုံးရှုံးသွားတဲ့ငွေကြေးနဲ့ပစ္စည်းပမာဏတွေကိုတော့မသိရသေးဘူးလို့ပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘာလကုန်ပိုင်းကလည်းမုံရွာမြို့ပေါ်ရေကူးကန်လမ်းမှာရှိတဲ့နေအိမ်6အိမ်ကန်းဟာဓားမြတိုက်ခံခဲ့ရသေးတယ်လို့သိရပါတယ်ပြီးခဲ့တဲ့စက်တဘာလ25ရက်နေ့နဲ့26ရက်နေ့ကမုံရွာမြို့ပေါ်မှာရှိတဲ့ရွှေဆိုင်တဆိုင်အပါအဝင်300ဓားမြတိုက်ခံခဲ့ရတယ်လို့သိရပါတယ်ရွှေဆိုင်ဓားမြတိုက်မှုကျူးလွန်သူများတွေက ၃ဦးကိုလက်နက်များနဲ့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကဖကဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမုံရွာမြို့ပေါ်မှာရှိတဲ့ရွှေဆိုင်များဖုန်းဆိုင်ဆက်တိုးဆိုင်များလူနေအိမ်များဓားမြတိုက်ခိုက်ရပြီးတော့လူထိခိုက်ဒေဆုံးမှုတွေတောင်ရှိခဲ့တယ်လို့သိရပါတယ်။၂022ခုနှစ်စက်တင်ဘာလ17ရက်နေ့ကမုံရွာမြို့လယ်မီးပွိုင်အနီးမှာရှိတဲ့တန်းတရာရွှေဆိုင်ဓားမြတိုက်ခိုက်ရပြီးတော့ရွှေအလေးချိန်စေဘိတ်သာကျော်ပါသွားခဲ့တယ်လို့သိရပါတယ်။ 2022ခုနှစ်ဒီဇင်ဘာလ20ရက်နေ့ကလည်းမုံရွာမြို့ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ရွှေမုံရွာရတနာရွှေဆိုင်ဓမြတိုက်ခံရပြီးတော့စိုင်းရှင်းအမျိုးသားကိုပါတနက်နဲ့ပြစ်ခတ်ခံခဲ့ရတယ်လို့သိရပါတယ်။2023ခုနှစ်မတ်လ21ရက်နေ့ကလည်းမုံရွာမြို့ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ပေါ်ဦးရွှေဆိုင်ဓမြတိုက်ခံရပြီးစိုင်းမှာရှိတဲ့ရွှေတဲ့ပစ္စည်းများရွှေဒုံးများပိတ်တာလိုက်ပါသွားပြီးတော့ကြက်သိန်းထောင်ချီကိုလည်းယူဆောင်သွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပောက်ခေါင်းမြို့နယ်မှာစစ်တပ်အတွက်စစ်သားတဲ့စူဆောင်းပေးနေပြီးတော်လိုင်းရေးတပ်ဖွဲ့အများရဲ့သတင်းများကိုစုံစမ်းနေတဲ့ကြော်မင်းထုံးခေါ်ဖိုးနီပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၄ရက်နေ့မိုးလဲတနအိုင်အချိန်မှာဘကိုးတိုင်းပောက်ခေါင်းမြို့နယ်တဖန်းတိုင်းအုပ်စုကံကလေးကြီးရွာကအကြမ်းဖက်စစ်ကောင်စီအတွက်စစ်မှုထမ်းတပ်သားတွေများစုဆောင်းပေးခြင်းတော်လိုင်းရေးတပ်ဖွဲ့အများရဲ့သတင်းအချက်အလက်များကိုစုံစမ်းနေတဲ့ကြော်မင်းထုံးခေါ်ဖိုးနီကိုကံကလေးရွာနယ် ်ဗန်ပွေးပြန်ရွာကြားမှာပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3637တဲ့ PPDF တရင်တက်ခွဲ9ကပြစ်ခတ်ခဲ့ရမှာနေရမာတွင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်တိတ်ဆုံသွားတဲ့ဖုံးနေကအကြမ်းဖက်စစ်ကောင်စီအတွက်စစ်မှုထမ်းစုဆောင်းပေးခြင်းနှွေဦးဒေါ်လာရေးထောက်ပို့တပ်သားများအပါအဝင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့သတင်းများကိုစုံစမ်းပြီးတော့ပေါက်တယ်လေရဲစခန်းကို၃ချိန်ထက်မနည်းတွားရောက်တိုင်တန်းခြင်းသတင်းပေးပို့ခြင်းဒေသခံပြည်သူနှုတ်ကိုလည်း PDF နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီးတော့ဓာတ်နဲ့ဝင်းရောက်ထိုးခဲ့တယ်လို့သိရပါတယ်။ကြေးပါနေပြည်သူများကိုလည်းအချိန်ရှိတိုင်းစိန်ခေါ်နေပြီးတော့ မင်းတို့မှာခွေပရက်အဖွဲတွေရှိတယ်လို့ငါမှလည်းပြည်သူချစ်တဲ့ဘဘမင်းအောင်လှိုင်ရဲ့ပြည်သူစစ်တပ်တွေရှိတယ်တရွာလုံးကိုမိရှုပ်ပြချပြက်မယ်လို့ချင်းချောက်နေသူလည်းဖြစ်တယ်လို့သိရပါဗျ။တော်လိုင်းတပ်ဖွဲ့ဝင်များအနေနဲ့စစ်ရဲအရှိန်ဟုန်မြင့်တင်လာတာနဲ့အမြအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်သားရဲထွေအုပ်စရေးများအုပ်ချုပ်ရေးမှူးများပြူစောတိတပ်ဖွဲ့ဝင်များတရင်ပေးလမ်းပြများကိုပြက်ပြက်တတ်တတ်အေးအေးယူဆောင်ရွက်နေတယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူများအနေနဲ့၎င်းတို့ရဲ့နှိစရာနေရာများကို ရှောင်းတိန်သွားလာနေထိုင်ကြရန်ပြည်ခရံပြည်သူ့ကာကွယ်တပ်မတော်3631 PPDF တပ်ရင်းကသတိပေးချက်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးမြို့နယ်နဲ့ပြည်ကြီးတောင်မြို့နယ်တို့မှာလူငယ်များကိုစစ်တပ်ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့များကပေါ်တာဆွဲဖမ်းဆီးသွားပြီးနိုင်ငံတော်ကမြည်သူကိုမဆိုစစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်ခွင့်ရှိတယ်ဆိုပြီးတော့လိုက်လံစုံစမ်းနေတဲ့မိသားစုဝင်များကိုစစ်တပ်ကတရားဝင်ပြောကြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုနိုဝင်ဘာလဇန်ပိုင်းမှာမကွေးမြို့နယ်လူမျက်ကန်ချေရွာအုပ်စု လူမျက်ကန်ကြေးရွာအုပ်ချုပ်ရေးမှုဝင်းမြိုင်ကမကွေးနှမောက်လမ်းမြို့ဝင်ဂိတ်မှာတာဝန်ကျတဲ့စစ်သားများနဲ့အတူပူးပေါင်းပြီးတော့လမ်းသွားလမ်းလာပြည်သူများကိုတပ်သားတဲ့အဖြစ်နဲ့စုဆောင်းရရှိတယ်လို့သိရပါတယ်။လူမျက်ကန်ရွာနဲ့အနီးမှာရှိတဲ့ကြေးရွာတွေကလူငယ်များကိုလည်းတပ်သားတဲ့အဖြစ်နဲ့ဖမ်းဆီးစုဆောင်းရရှိတယ်လို့သိရပါတယ်။ဒါ့အပြင်အုပ်ချုပ်ရေးမှုဝင်းမြိုင်ကိုယ်တိုင်ကပြူစောတီ30ကျော်စုဆောင်းထားပြီးတော့ တပ်တခုတစ်ဖွဲ့စုစည်းဆောင်ရွက်လာတယ်လို့သိရပါဗျ။စစ်တပ်အတွက်လည်းတပ်သားတွေစုတယ်။သူကိုယ်တိုင်လည်းလူအင်အားက30ကျော်၊လက်နက်အင်အားကတနက်20ကျော်နဲ့စုဖွဲ့ထားတယ်။မကွေးနှမောက်လမ်းပေါ်ကကြေးရွာတချို့နဲ့မကွေးနေပြီးတော့လမ်းပေါ်ကကြေးရွာတချို့မှာပေါ်တာဆွဲတာတွေလုပ်နေတယ်။ဖမ်းဆီးခံရတဲ့ပြည်သူတွေကိုမကွေးမြို့အမှတ်300ချိန်မြတ်တရင်ထဲမှာဖမ်းထားတယ်။ဖမ်းဆီးခံရတဲ့သူတွေကို300ချိန်မြတ်တရင်ထဲမှာငွေကြေးနဲ့လိုက်ပြီးတော့ရွေးထုတ်နေရတယ်။ ငွေကြေးမရှိတဲ့သူတွေကတော့တပ်ဆိုင်ရာစစ်တပ်တင်တန်းကြောင်းကိုပို့ဆောင်ပြီးရှေ့တန်းကိုအပို့ခံလိုက်ရတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်။မကွေးမြို့နယ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့အတွားအမှတ်300တဲ့ချင်းများတိုင်းရင်ထိမ့်သိမ်းခံထားရတဲ့လူငယ်များကိုငွေကြေးမပါဘဲနဲ့လိုက်လံရွေးထုတ်တဲ့လူငယ်များရဲ့မိသားစုဆွေမျိုးများကိုစစ်တပ်ကနိုင်ငံတော်ကမြေသူကိုမဆိုးစစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်ခွင့်ရှိတယ်ဆိုပြီးတော့တရားဝင်အသိပေးပြောဆိုလိုက်ပြီးအိမ်ပြန်ကြရန်နဲ့ အချိန်ကြာရင်ဖမ်းဆီးခံရတဲ့လူငယ်များကပြန်လည်ဆက်သွယ်လာလိမ့်မယ်ဆိုပြီးတော့ပြောဆိုလိုက်ကြောင်းသိရပါတယ်။မကွေးမြို့နယ်တက်ကုန်းချေးရွာအုပ်စုအင်းနဲ့ချေးရွာမှာလည်းစစ်မှုတန်းဥတွေကိုအကြောင်းပြပြီးတော့တက်ကုန်းချေးရွာအုပ်ချုပ်ရေးမှူးမိုးစောကတနက်ခါကြထိုးပြီးတော့အိမ်တော်စုတစုကိုအ ਨੇ စုံငွေကျပ်9000ကနေတသိန်းထိပေးရမယ်ဆိုပြီးချင်းချောက်တောင်းခံနေတယ်လို့သိရပါတယ်။ကျွန်တော်တို့ရွာမှာပြည်သူတွေဒုက္ခရောက်နေရပါတယ်။တက်ကုန်းအုပ်စုအင်းနဲ့ချေးရွာမှာအုပ်ကြီးကစစ်မှုတန်းဥတွေကိုအကြောင်းပြပြီးတော့ပတ်စံနေခဏခဏတောင်းနေတယ်။ပြည်သူတွေကစောင့်နေရေးအခက်အခဲဖြစ်နေပါတယ်။တက်ကုန်းအုပ်ချုပ်ရေးမှူးမိုးစောက တနေ့နဲ့ချင်းချောက်ပြီးတော့စစ်သားစုဆောင်တဲ့ငွေကောက်တဲ့ပြည်သူတွေကိုရိုက်နှက်နှိပ်စက်နေပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲနိုဝင်ဘာလ၄ရက်နေ့ညပိုင်းကမန္တလေးတိုင်းပြည်ကြီးတကောဇီးအုပ်ရွာမှာလူငယ်နှအုပ်ကိုစစ်တပ်ထောက်ခံတဲ့ဇီးအုပ်ကျေးရွာအုပ်ချုပ်ရဲမှုတန်းထွန်းတဲ့အောင်ကိုလင်းတို့ပူပေါင်းဖမ်းဆီးပြီးတော့ကံကြီးကျေးရွာအုပ်ချုပ်ရဲမှုတင်မိုးဝင်းထံကိုပို့ဆောင်ကစစ်တပ်ထဲကိုခေါ်ဆောင်သွားကြတယ်လို့သိရပါတယ် ရွာတိတ်ကလေးရွာမှာလည်းလူငယ်သုံးဦးပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။တန်းထုံးနဲ့အောင်ကိုလင်းဆိုတဲ့တမတ်နဲ့ရောက်ကတိကလူငယ်တွေကိုဇီးဟုတ်ရွာတွေကိုဝင်ဖမ်းတယ်။ကိုရွာသူရွာသားတွေကိုလည်းသူတို့ကိုယ်တိုင်ဝင်ဖမ်းပြီးတော့ကံကြီးကိုအုပ်ကြီးတင်မိုးဝင်းစီမှာမျက်နှာလုံးမျက်နှာရနဲ့တွားပို့တယ်။ရွာတိတ်ကလေးရွာမှာကလည်းနိုဝင်ဘာလ9ရက်နေ့ည8နာရီလောက်မှာလူငယ်သုံးဦးပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်။စစ်မှုထမ်းခိုင်းမှုတဲ့ကံကြီးကုန်းတင်မိုးဝင်းကခိုင်းကမြကိုရွာတိတ်ကလေးအုပ်ကြီးနဲ့ဇီးအုပ်အုပ်ကြီးတို့ပေါင်းပြီးတော့လုံနေကြတာပါ။ဇီးအုပ်အုပ်ကြီးတန်းထုံးနဲ့သူ့တမတ်အောင်ကိုလင်းကတော်တော်လေးကိုစိုးနေပါတယ်လို့ ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်လက်ရှိနိုဝင်ဘာလအတွင်းမှာဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်ခွနဲ့အတွားစစ်ကောင်စီကနိုင်ငံတော်ဝန်လုံးမှာပေါ်တာဆွဲဖမ်းဆီးမှုများတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးမှုတွေကိုတကြောပြန်ပြန်လည်ပြုလုပ်လာပြီးတော့ဖမ်းဆီးခံလိုက်ရတဲ့လူငယ်အယောက်30ထက်မနည်းရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုနိုဝင်ဘာလဇန်ပိုင်းကစတင်ပြီးတော့မုံရွာမြို့ပေါ်ရက်ကွက်အစုံကလူငယ်တွေကိုပုံစံမျိုးစုံနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်လာတယ်လို့သိရပါတယ်ပေါ်တာဆွဲတာငြိမ်သွားသေးတယ်အခုမှတခါပြန်ဆွဲနေတာရက်ကွက်အစုံကလူငယ်တွေအကုန်ဖမ်းခံရတာဖမ်းပြီးတော့နာမခကိုတန်းပို့ခံရတာလို့မုံရွာမြို့ကပြည်သူတို့ကပြောဆိုထားပါတယ်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်အင်းရွာတဲ့ရက်ကွက်ကလူငယ်အယောက်20ဝန်းကျင်ရတနာဘူရက်ကွက်ကလူငယ်9ဦးနဲ့ထန်းတော်ရက်ကွက်ကလူငယ်9ဦးထက်မနည်းဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်နိုဝင်ဘာလ3ရက်နေ့ညနေပိုင်းကရတနာဘူရက်ကွက်ထဲကကောင်လေးတွေဖမ်းဆီးခံလိုက်ရတာတွေရှိတယ်ညနေပိုင်းမှာလမ်းမှာဖမ်းခံရတယ် အရင်ရက်တွေကလည်းထိုင်းတော်ရက်ကွက်ထဲကလူငယ်၄ယောက်ဖမ်းခံရတာရှိတယ်မိဘတွေနဲ့ဖုန်းတော့ခဏပြောလိုက်ရတယ်နားမခတယ်မာလို့ပြောတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တဦးရဲ့မိဘနဲ့နီးစပ်သူတွေကပြန်လည်ပြောပြခဲ့ပါတယ်လက်တလုံးမှာစိတ်ကောင်းစီကမုံရွာမြို့ပေါ်ရက်ကွက်တွေကိုအိမ်စည်းကားတွေကိုအုံပြုပြီးတော့ပကင်းလှည့်ရင်းနဲ့ပေါ်တာဆွဲဖမ်းဆီးတာတွေရှိတယ်လို့ညမောင်တဲ့အချိန်မှာရက်ကွက်အတွင်းကလမ်းပိုင်းတွေထဲမှာစောင့်ပြီးတော့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်တာတွေရှိတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာနိုင်ငံတဝမ်းလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ